ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ပြောခြင်းနဲ့အဓိကအကြောင်းကခွန်86ပေါင်းချင်း21 21ရာစုမှာကဘာကြီးမှာအစ္စလမ်ဘာသာတွေလွှမ်းမိုးချေလဲမယ်ဆိုတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်လည်းလုပ်ခဲ့တဲ့အတိုင်းကိုအခုလည်းလုပ်နေတာကိုအားလုံးသိတဲ့အတိုင်းပဲ UK မှာဘာတွေတောင်းဆိုတယ်လဲเนาะအမေရိကန်တွေပါဘာတွေတောင်းဆိုလေတယ်စတာတွေကအစမြင်ကြတွေ့ကြကြားကြမယ် အဲ့တော့ line ပေါ်မှာတော့မွတ်စလင်ကိုးကွယ်တဲ့သူတွေကဘာတွေစကားတွေပြောနေသလဲခင်ဗျားတို့မြင်နေကြရတယ်ဒါပေမဲ့ကျွန်တော်ကတက်တဲ့တမိုင်းကြောင်းလေးနဲ့ကျွန်တော်ပြော21ရာစုမှာသူတို့အစ္စလမ်ဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခိုရှိ6ဆိုတာသတ်မှတ်ခဲ့တာကိုကျွန်တော်ကတမိုင်းကြောင်းနဲ့အထောက်ထားနဲ့ပြောမယ်အဲ့တော့အရင်အဓိကနိုင်ငံဆိုင်နိုင်ငံနဲ့ကျွန်တော်ကပြောမယ် ပထမဆုံးအီရန်နိုင်ငံကိုပြောမယ်အီရန်နိုင်ငံကမီးကိုးကွယ်တဲ့ဘာသာဗျဒါပေမဲ့အစ္စလမ်ဘာသာတွေကသူတို့ခိုရှေ့ကျောင်း27ရာစုလို့ရည်ရွယ်ထားတဲ့အတိုင်းကိုသူတို့လှုပ်ဆောင်လိုက်တာမီးကိုးကွယ်တဲ့ဘာသာကပျောက်ွယ်ပြီးတော့အစ္စလမ်69ရာခိုင်နှုန်းရှိတဲ့အီရန်နိုင်ငံကြီးစတင်ဖြစ်ပေါ်ခဲ့တယ်ဗျဒုတိယ ဆီးရီးယားနိုင်ငံဆီးရီးယားနိုင်ငံဆိုရင်ခရစ်ယာန်ကိုးကွယ်တဲ့နိုင်ငံဗျဒါပေမဲ့အစ္စလာမ်တွေကကိုရှစ်ကျောက်ပေါင်းကြီး21ရာခိုင်21ရာစုမှာကြီးစိုးမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့လှုပ်ဆောင်လိုက်တာခရစ်ယာန်ရာခိုင်နှုန်းပျောက်ဆုံးပြီးတော့69ရာခိုင်နှုန်းကအစ္စလာမ်ဘာသာဝင်တွေတည်ရှိသွားတဲ့ဆီးရီးယားနိုင်ငံကြီးဖြစ်သွားတယ်ထို့နည်းတူပဲတူရကီနိုင်ငံကိုကြည့်လို့ရှိရင်လည်းပဲ တူရကီသည်လည်းခရစ်ယာန်ကိုးကွယ်တဲ့နိုင်ငံပြဒါပေမဲ့ခွန်ရှိကျောက်ပေါင်းရင်း27ရာစုကိုကြီးစိုးမယ်ဆိုတဲ့အဓိပ္ပာယ်ကြောင့်သူတို့စ조사လိုက်တာခရစ်ယာန်နိုင်ငံပြဣစ္စလမ်ကိုးကွယ်69ရာခိုင်နှုန်းသောဣစ္စလမ်ကိုးကွယ်တဲ့နိုင်ငံကြီးဣစ္စလမ်ဘာသာအကုန်လုံးကဣစ္စလမ်ဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းထားတဲ့နိုင်ငံတွေဖြစ်ကုန်တာဗျနောက်တစ်ခါအီရတ်အီရတ်ကိုကြည့်ရင်လည်းခရစ်ယာန်နိုင်ငံ သို့တော့အစ္စလာမ်နေကြီးစိုးသွားတယ်27ရာစုမှာသူတို့ကြီးစိုးမယ်ဆိုရင်ရဲတဲ့စ조사ခဲ့ကြတာခရစ်ယာန်နိုင်ငံပျောက်ပြီးတော့အီရတ်ဒီလည်းပဲအစ္စလာမ်ဘာသာ69ရာခိုင်နှုန်းရောက်သွားတယ်ဗျနောက်တစ်ခါအာဖဂန်နစ္စတန်ကိုကြည့်မယ်ဆိုရင်အာဖဂန်နစ္စတန်ဒီဝမ်းနဲ့ဆရာကောင်းတာဗုဒ္ဓဘာသာနိုင်ငံဗျဒါပေမဲ့နိုင်ငံတော်ဘာသာကအခုတော့အစ္စလာမ်ဘာသာဖြစ်သွားတယ် ဘာဖြစ်လို့လဲအစ္စလမ်69ရာခိုင်နှုန်းရှိသွားတဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာနိုင်ငံအာဖဂန်နစ္စတန်ဒီလည်းပဲခရစ်ယာန်အိုးတာအစ္စလမ်နိုင်ငံဖြစ်သွားရတယ်နောက်တကအဇာဘိုင်ဂျန်အဇာဘိုင်ဂျန်ဒီလည်းပဲခရစ်ယာန်နိုင်ငံပြတိုးတော့အခုတော့နိုင်ငံတော်ဘာသာကအစ္စလမ်ဘာသာ ဖြစ်တဲ့69ရာခိုင်နှုန်းတော့ အစ္စလမ်ဘာသာဝင်နေ69ရာခိုင်နှုန်းသောအစ္စလမ်ဘာသာဝင်နေရှိတဲ့အဇာဘိုင်ဂျန်ဖြစ်သွားတယ်နောက်တကပါကစ္စတန်ကိုကြည့်ရင်လည်းပဲပါကစ္စတန်ကဟိန္ဒူတွေအများစုနေတဲ့နိုင်ငံဗျတို့တော့အခုတော့66ရာခိုင်နှုန်းသောအစ္စလမ်ဘာသာဝင်နေကြီးစိုးရာနိုင်ငံဖြစ်သွားပြီအစ္စလာမစ်နိုင်ငံဖြစ်သွားပြီ နောက်တစ်ခါဥစ်ဘက်ကိစ္စတန်ဆိုတဲ့နိုင်ငံအဲ့နိုင်ငံခရစ်ယာန်နိုင်ငံဗျဒါပေမဲ့အခုတော့အစ္စလမ်ဘာသာနိုင်ငံတော်ဘာသာ ဖြစ်သွားပြီ69ရာခိုင်နှုန်းသောမွတ်စလင်တွေနေကြတယ်နောက်တစ်ခါဘင်္ဂလားဒေ့ရှဘင်္ဂလားဒေ့ရှဒီလေးပဲဟိန္ဒူကိုးကွယ်တဲ့နိုင်ငံဗျဒါပေမဲ့အခုတော့အစ္စလမ်ဘာသာကနိုင်ငံတော်ဘာသာဖြစ်သွားတယ် 90ရာခိုင်နှုန်းကိုးခဲ့ကြတယ်ပေါ့နောက်တခါမလေးရှားမလေးရှားကယခင်ကဟိန္ဒူဗုဒ္ဓဘာသာကိုးခဲ့တဲ့နိုင်ငံနေပြီးတော့အခုတော့အစ္စလာမစ်နိုင်ငံဖြစ်သွားပြီ60ရာခိုင်နှုန်းသောအစ္စလာမ်ဘာသာဝင်နေရှိတဲ့အတွက်ကြောင့်အဲ့တော့ဒီနိုင်ငံတွေကိုကြည့်လို့ရှိရင်သူတို့ရဲ့ခရစ်ယာန်နိုင်ငံခရစ်ယာန်ဘာသာသည်နိုင်ငံတော်ဘာသာဖြစ်တဲ့နိုင်ငံ ဗုဒ္ဓဘာသာသည်နိုင်ငံတော်ဘာသာဖြစ်တဲ့နိုင်ငံဟိန္ဒူဘာသာသည်နိုင်ငံတော်ဘာသာဖြစ်တဲ့နိုင်ငံတွေကနေပြီးတော့ခို6621ရာစုမှာသူတို့တွေကြီးစိုးမယ်ဆိုပြီးတော့စ조사ခဲ့တဲ့မွတ်စလင်တွေရဲ့조사အထောက်မှုကြောင့်သူတို့တွေပိုင်ဆိုင်သွားတဲ့နိုင်ငံမရှိတဲ့သူတွေကနိုင်ငံတွေအသီးသီးရရှိသွားကြပြီဗျအဲ့တော့ခမားတို့ဗမာလူမျိုးတွေဗုဒ္ဓဘာသာကိုးကွယ်တဲ့သူမျိုးတွေမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာအင်အားတဖြည်းဖြည်းနဲ့နည်းလာပြီး ခမားတို့စီလုံးကြတော့မြန်မာနိုင်ငံကြီးလည်းပျောက်ဆုံးတော့မယ်ဒေါ်အောင်ဆန်းစုကြည်နဲ့ဥက္ကိုနီတို့ရဲ့စ조사အားထုတ်မှုကြောင့်တဖြည်းဖြည်းလူမျိုးကြားတွေများလာပြီနောက်တစ်ချိန်နောက်တဲ့နှစ်ပေါင်း90လောက်ဆိုခမားတို့မြန်မာနိုင်ငံပျောက်တော့မှာဗုဒ္ဓဘာသာပျောက်တော့မှာနောက်တဲ့နှစ်ပေါင်း90ဆိုခမားတို့ဗုဒ္ဓဘာသာနိုင်ငံပျောက်တော့မှာအစ္စလမ်ဘာသာကြီးစိုးရမြန်မာနိုင်ငံဖြစ်သွားတော့မှာမြန်မာနိုင်ငံဒီလဲအစ္စလာမစ်နိုင်ငံတစ်ခုဖြစ်သွားတော့မှာ အခုအဲ့တော့အခုချိန်တည်းကခမားတို့669တွေမဘာသာတွေခမားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအကုန်လုံးစီးစီးလုံးလုံးနဲ့နိုင်ငံခေါင်းဆောင်တွေကိုတွန်းတွန်းတိုက်တိုက်လှုပ်ကြပါနောက်တန်2 90မှာမြန်မာနိုင်ငံကနေပြီးတော့ဗုဒ္ဓဘာသာနိုင်ငံကနေပြီးတော့အစ္စလာမ်နိုင်ငံမဖြစ်ချင်ဘူးဆိုလို့ရှင်အခုတည်းကခမားတို့ဗုဒ္ဓဘာသာကိုခွဲတဲ့မြန်မာနိုင်ငံသားတွေဒီလိုလူမျိုးတွေကိုနေရာမပေးဖို့ ဒီ Islamic Islam ဘာသာကိုကိုးကြတဲ့ Muslim တွေကိုနေရာမပေးဖို့ ਨੇ ဒီလိုလူမျိုးတွေကိုမျက်စိတောက်တောက်ကြည့်ပြီးတော့ကိုလူမျိုးကိုဘာသာကိုသာသနာအတွက်ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စီစီယုံယုံနဲ့ညီညွတ်ညွတ်နဲ့ကိုဘာသာခေါင်းဆောင်တွေကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတွန်းတွန်းတိုက်တိုက်နဲ့လုံဆောင်ကြဖို့တော့လိုနေပြီခင်ဗျားတို့မြင်နေတွေ့နေကြတဲ့အတိုင်းပဲ နော်နိုင်ငံမရှိတဲ့ကောင်တွေကအခုနိုင်ငံတွေရကုန်ပြီအဲ့ဒီနိုင်ငံအကုန်လုံးကလည်းပဲမူရင်းဘာသာတွေကိုဖျောက်ပြီးတော့သူတို့တွေရဲ့အစ္စလမ်အစ္စလမ်ဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းထားတဲ့နိုင်ငံတွေဖြစ်တယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းပဲဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်တရားဝင်အသိမဲ့အစိုးရစီရင်နေပြီးတော့တရားဝင်အသိမဲ့ပြန်ပြုတ်ပေးဖို့စူးစမ်းရမယ်နော်မနေ့ကပို့စကူတွေးလိုက်တယ် ဥနုခေကနိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့တာအခုချိန်ထိတရှိပါတယ်လုပ်နေတာအဲ့လောက်တိကိုကြက်မပြေးတာတရှိရဲ့ဆိုဘယ်ဥပဒေနဲ့တရှိတာလဲဘယ်မှာလဲတရှိနေပါတယ်ဆိုဗဇက်နဲ့စိတ်ကူးနဲ့ယင်လို့မရဘူးဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တာက40ခုဖွဲ့စည်းပုံထဲမှာအခုက40ဖွဲ့စည်းပုံဆိုတာအသက်မရှိတော့ဘူး2008ဖွဲ့စည်းပုံဖြစ်သွားပြီမင်းတို့စောက်ယူးတွေလားစောက်ယူးတွေလားဟမ် မင်းတို့ရှင်းနေဆိုတဲ့ကောင်နေစောက်ယူနေလားတချို့ယဟန်နေလည်းမပြောချင်ဘူးနော်စိတ်တဲရှိရာတွေရှောက်ပြောမနေနဲ့တရားဝင်ဖြစ်အောင်လုပ်ကမှာကျုပ်ပြောနေတာတရားဝင်ဖြစ်အောင်လုပ်ဖို့ပြောနေတာ49ဖွဲ့စည်းပုံကပြတ်သွားပြီနိုင်ငံတော်ဘာသာဆိုတာ49ထဲမှာပဲရှိတာ2008ထဲမှာလည်းမရှိဘူးအော်ခင်ဗျားတို့အစ္စလာမ်နိုင်ငံမဖြစ်ချင်ဘူးမလားကျုပ်စကားကိုခင်ဗျားတို့နားထောင်ခင်ဗျားတို့မြန်မာလူမျိုးတွေလည်းများများမွေး နော်လူမျိုးကြတွေကခမအဲ့လိုလူတွေအများကြီးမွေးပြီးသူတို့တန်းကြီးခံပြီးနေတယ်အများကြီးမွေးပြီးတော့နောက်ဆုံးအခုလန်ဒန်မှာဘာတောင်းဆိုလဲဒီမိုကရေစီမလိုတော့ဘူးတဲ့ဆရိယာလောကိုပဲတောင်းဆိုနေပြီဒီမိုကရေစီကိုမကြိုက်တော့ဘူးတဲ့ကြောက်လို့လဲဒီမိုကရေစီမကြိုက်ဘူးမြန်မာနိုင်ငံဒီအမျိုးသားနိုင်ငံပဲဖြစ်ရမယ်အမျိုးသားရေးကိုဦးစားပေးတဲ့နိုင်ငံဖြစ်ပါတယ်ဗုဒ္ဓဘာသာနိုင်ငံပဲဖြစ်ရမယ်ဆိုတဲ့တရားဝင်စာထွက်ပြီးတော့ဘယ်လူမျိုးမှနလန်ထူလို့မရအောင်ဖိထားရမယ်ရှင်းလားဒါဂျင်းကျော်လင်းရဲ့ဆက်ထပ်ပြောတဲ့စကားပဲ ဂျင်းကျော်လည်းဒီစကားတွေအခုမှပြောကြတာမဟုတ်ဆယ်စုနှစ်တစုပြည့်တော်မှဒီစကားတွေပြောလာတာအစကားကိုစန့်ကျင်တဲ့သူမှန်တယ်များသည်အောက်တန်းစားတယ်ငါစကားကိုကန့်လန့်တိုက်တဲ့သူမှန်တယ်များသည်ကျုံစိတ်မွေးတဲ့ကောင်တယ်ချက်ပြောလိုက်မယ်နော်ငါစကားကိုကန့်လန့်တိုက်ပြီးတော့အောက်ကရေးတဲ့ကောင်မှန်တယ်များသည်အမျိုးဖြတ်တဲ့ကောင်နော်အဖွားကြီးလမ်းစီကိုကြိုက်တဲ့ကောင်လိုပဲငါလက်ခံလိုက်မယ် ကဲငါဒီအမျိုးသားနိုင်ငံရေးသမားဂျိန်းကျော်လင်ဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်